်မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရေးနီးမြန်မာသားဖန်ီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့စက်ထမာတန်းမြန်မာသားဖတ်စာထဲမှာပါဝင်တဲ့နှစ်ကြိမ်ထက်စကလုံးလေးတွေရဲ့မူရင်းစကလုံးလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နှစ်ကြိမ်ထက်စကလုံးဆိုတာဘာလဲဆိုတော့ဒီလိုမျိုးနီနီရဲရဲ နောက်စူးစူးဆိုင်ဆိုင်ဒုံဒုံတိုင်တိုင်တဲတဲကွယ်ကွယ်ပီပီတတအဲ့ဒီလိုမျိုးနှစ်ကြိမ်ကနန်းအခရာကိုနှစ်ကြိမ်ထပ်ပြီးတော့ရေးထားတဲ့သကလုံးတွေရဲ့မူရင်းစလုံးလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ပထမဆုံးအနေနဲ့ကြည့်အောင်။နီနီရဲရဲနီနီရဲရဲရဲမူရင်းသကလုံးကိုကြည့်မယ်ဆိုလို့ရှိရင်သူကဘာလဲဆိုတော့နီရဲဆိုပြီးတော့သကလုံးလေးရဲ့ နီးရဲဆိုတာနီးနီးရဲရဲရဲမူရင်းစကလုံးလေးပဲဖြစ်ပါတယ်နော်ဒါဆိုရင်ဒီမှာပေးထတာကနန်းအခရာ လေးလုံးဒါဆိုရင်အခရာလေးလုံးရဲ့အတွင်းနဲ့ကနှလုံးသည်နော်နှစ်ကြိမ်တက်စကလုံးရဲ့မူရင်းစကလုံးဒါဆိုရင်ဒီမှာကြည့်အောင်နီးနီးရဲရဲနီးနီးရဲရဲရဲမူရင်းစကလုံးသည်နီးရဲကဲဒါဆိုရင် စူးစူးဆိုင်ဆိုင်ကိုကြည့်မယ်ဆိုရင် အတွင်းထဲကစကလုံးတွေဘာဖြစ်လဲနော်အခေယကနန်းနှလုံးတူထားတယ်လေးလုံးပေးတာမှဒီစူးစူးဆိုင်ဆိုင်ဆိုပြီးတော့ရင်တူညီတဲ့အခေယနှလုံးကိုထပ်ပေးထားတယ်ဒါဆိုရင်သူ့ရဲ့မူရင်းစကလုံးကိုကြည့်မယ်ဆိုရင်မူရင်းစကလုံးကဒီအတွင်းထဲကစကလုံးကမူရင်းစကလုံးဖြစ်ပါတယ်စူးဆိုင် စူးစူးဆိုင်ဆိုင်လို့ပေးထားရင်သူ့ရဲ့အတွင်းထဲရစကလုံးဟာမူရင်းစကလုံးဖြစ်ပါတယ်စူးစူးဆိုင်ကဲဒါဆိုရင်နောက်ထပ်ကြည့်အောင်ဒုံဒုံဒုံတိုင်းတိုင်းဒါဆိုရင်ဒုံဒုံတိုင်းတိုင်းရဲ့မူရင်းစကလုံးကလည်းဒုံတိုင်းပေါ့ဒါဆိုရင်သဲသဲကွဲကွဲသဲသဲကွဲကွဲရအောင်အတူတူပဲပေါ့သဲကွဲ ဲ့ဒါဆိုရင်ပီပီတာတာပီပီတာတာဆိုတော့ပီတာသူ့ရဲ့မူရင်းစကားလုံးကပီတာနောက်တစ်ခုကတိုက်တိုက်ဆိုင်ဆိုင်တိုက်တိုက်ဆိုင်ဆိုင်ရဲ့မူရင်းစကားလုံးကတိုက်ဆိုင်တိုင်းဆိုင်ပေါ်တကယ်ဒါဆိုရင်ဆိုဆိုရွှဲရွှဲဆိုဆိုရွှဲရွှဲရဲ့မူရင်းစကားလုံးကဆိုရွှဲ နော်ကဲဒါဆိုရင်နောက်တစ်ခုကသေးသေးသွဲသွဲသေးသေးသွဲသွဲရဲ့မူရင်းစကလုံးကတော့သေးသွဲပေါ့ကဲနောက်တစ်လုံးဝါဝါတုတ်တုတ်ဝါဝါတုတ်တုတ်ကဲမူရင်းစကလုံးလေးကတော့ဝါတုတ်ပေါ့နောက်တစ်ခုကဝေးဝေးလန်လန်ဝေးဝေးလန်လန်ရဲ့မူရင်းစကလုံးလေးကလည်းဝေးလန်တဲ့ အတွင်းထဲကစကလုံးလေးနှစ်ခုနောက်တစ်ခုကလှလှပပလှလှပပရဲ့မူရင်းစကလုံးကလည်းလှပပေါ့ကဲနောက်တစ်ခုကြည့်အောင်ရိုးရိုးတာတာရိုးရိုးတာတာရဲ့မူရင်းစကလုံးလေးကလည်းရိုးသားပေါ့စကလုံးနှလုံးထက်နေတဲ့စကလုံးရဲ့အတွင်းထဲကစကလုံးကမူရင်းစကလုံးဖြစ်တယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့ရိုးရိုးသားသားရဲ့ နော်မူရင်းစကလုံးဟာယူတာပေါ့နောက်တစ်ခုဟာယူယူရရယူယူရရရဲ့မူရင်းစကလုံးကယူရပေါ့နောက်တစ်ခုဟာယိုယိုသေးသေးယိုယိုသေးသေးရဲ့မူရင်းစကလုံးကတော့ယူသေးတဲ့ကဲနောက်တစ်ခုဟာတိတ်တိတ်စိတ်စိတ်တိတ်တိတ်စိတ်စိတ်ဆိုတော့တိတ်စိတ်ပေါ့ ကဲနောက်တစ်ခုစင်စင်ချင်းချင်းစင်စင်ချင်းချင်းရဲ့မူရင်းစကားလုံးကတော့စင်ချင်းနောက်တစ်ခုကခန်းခန်းနာနာခန်းခန်းနာနာရဲ့မူရင်းစကားလုံးကတော့ခန်းနာပေါနောက်တစ်ခုကကျူးကျူးကြော်ကြော်ကျူးကျူးကြော်ကြော်ရဲ့မူရင်းစကားလုံးလေးကတော့ကျူးကြော်တဲ့ ကဲနောက်တစ်ခုကတော့တင့်တင့်တဲတဲတင့်တင့်တဲတဲရဲ့မူရင်းစကလုံးကတော့တင့်တယ်တဲ့ကဲဒါဆိုလို့ရှိရင်ဒီမှာပြန်ကြည့်အောင်နီနီရဲရဲနော်ဥပမာအနေနဲ့ပုံကြည့်အောင်ညအချိန်နော်ညအချိန်ရောက်တဲ့အခါမှာနော်ညအချိန်ရောက်တဲ့အခါမှာခွေးခွေးကလေးရဲ့မျက်လုံးဟာနီးရဲနေတယ် နော်နီနီရဲရဲဖြစ်နေတယ်နီရဲနေတယ်အတူတူပဲနော်သူကနှစ်ကြိမ်ထက်ပြောထားတဲ့စကားလုံးနဲ့အတိတ်ပဲတူတဲ့ဟာနီနီရဲရဲနီရဲကဲဒါဆိုရင်နော်တခုကိုကြည့်အောင်စူးစူးဆိုင်ဆိုင်စူးစူးဆိုင်ဆိုင်ဆိုတာလေဒီလိုပဲစာကိုစူးစူးဆိုင်ဆိုင်လေ့လာကြပါစို့ ဒါဆိုရင်ဒီမှာဒီစူးဆိုင်နဲ့ပြန်ကြည့်အောင်စာကိုစူးဆိုင်စွာလေ့လာကြပါစို့။ကဲဒါဆိုရင်နောက်တစ်ခုဒုံဒုံတိုင်းတိုင်းနော်ညီလေးလမ်းလျှောက်တဲ့အခါမှာဒုံဒုံတိုင်းတိုင်းမြည်အောင်လမ်းလျှောက်နေတယ်တဲ့။ကဲဒါဆိုရင်ဒုံတိုင်းဆိုတာကရောညီလေးလမ်းလျှောက်တဲ့အခါမှာဒုံတိုင်းလိုမြည်နေမြည်တံပေးပြီးလမ်းလျှောက်တယ်တဲ့။အတိတ်ဘယ်ကအတူတူပဲနှစ်ချိန်ထက်စကလုံးလေးတွေရဲ့မူရင်းစကလုံး ဒါဆိုရင်နီနီရဲ့ရဲ့ရဲ့မူရင်းစကလုံးသည်နီရဲ့စူးစူးဆိုင်ဆိုင်ကဲ့မူရင်းစကလုံးသည်စူးဆိုင်ဒုံဒုံတိုင်းတိုင်းရဲ့မူရင်းစကလုံးသည်ဒုံတိုင်းတဲတဲကွဲကွဲရဲ့မူရင်းစကလုံးသည်တဲကွဲပီပီတတာရဲ့မူရင်းစကလုံးသည်ပီတတိုက်တိုက်ဆိုင်ဆိုင်ရဲ့မူရင်းစကလုံးသည်တိုင်းဆိုင်ဆူဆူရွှဲရွှဲရဲ့မူရင်းစကလုံးသည်ဆူရွှဲ tê tê tuệ tuệ ye mu yin sa kalong di tê tuệ wa wa tau tau ke mu yin sa kalong di wa tau we we lan lan ye mu yin sa kalong di we lan la la pa pa ye mu yin sa kalong di la pa ke da so yin yo yo ta ta ye mu yin sa kalong di yo ta ယူယူရရရဲ့မူရင်းစကလုံးသည်ယူရယိုယိုတေတေရဲ့စကလုံးသည်ယိုတေ တိတ်တိတ်ဆိတ်ဆိတ်ကမူရင်းစကလုံးသည်တိတ်ဆိတ်စင်စင်ချင်းချင်းရဲ့မူရင်းစကလုံးသည်စင်ချင်းခန်းခန်းနာနာရဲ့မူရင်းစကလုံးသည် ခန်းနာကျူးကျူးကြော်ကြော်ရဲ့မူရင်းစကလုံးသည် ကျူးကြော်နေတင့်တင့်တဲတဲရဲ့မူရင်းစကလုံးသည် တင့်တဲဆိုပြီးတော့ရင်ဒါထက်နေတဲ့နော်စကလုံးအထက်ကလေးတွေရဲ့ နော်နှစ်ကြိမ်ထက်ထားတဲ့ဇကလုံးတွေရဲ့မူရင်းဇကလုံးလေးတွေကိုပြော့ပြပေးပြီးတင်ပြပေးသွားတာဖြစ်ပါတယ်ခလေးတွေနားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်